Emirates မှာမဆဲနိုင်သေးတဲ့အမြောက်တန်နေ Super Z တင်းငုံနေနေညအင်္ဂလန် Premier League ပွဲစဉ်ကိုပွဲကြိုသုံးသက်ချက်များညီကိုရီအားလုံးပဲမင်္ဂလာပါ Playmate ကဂျာနေကနေပြန်လဲကြိုဆိုပါတယ်ဂိမ်းမြင်ညာကနားဆင်သူညီကိုရီလည်းမင်္ဂလာပါဒီကနေ့တော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ Super Sunday အတွက်တင်းငုံနေနေညအင်္ဂလန် Premier League ပွဲစဉ်ကိုပွဲကြိုသုံးသက်ချက်တွေအနေနဲ့နားဆင်ရမှာဖြစ်ပါတယ် Arsenal နဲ့ Palace ည8:30ပါပြိုင်ပွဲစုံ6ပွဲဆက်အနိုင်နဲ့အတူ အာဆနယ်ရဲ့လက်ရှိခြေစွမ်းဟာချန်ပီယံခြေစွမ်းမျိုးဟာအာဒီဒါရဲ့အသင်းဟာအဲ့ဒီ6ပွဲမှာပေးကိုတကိုးသာရှိခဲ့ပါတယ်။ဂျာရဲ့ Conference League မှာ Cyprus Club ကိုတော့အိမ်ဝင်းရှုံးခဲ့တဲ့ Palace ကတော့အကြဘက်ကိုရောက်နေပါတယ်။ဒါ့အပြင် Palace ဟာအာဆနယ်နဲ့ Premier League တွေ့ဆုံမှုနောက်ဆုံး6ပွဲမှာလည်း9ဝဲရှုံးထားခဲ့ပါတယ်။ဒါကြောင့် Emirates ဟာအမြောက်တန်နေညံနေကြနေရပါလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဒုတိယမြောက်ပွဲစဉ်က Villa နဲ့ Man City ည8:30ပါ။ဂျာရဲ့ Europa League ကမထင်မှတ်တဲ့အရှုံးဟော ဗီလာရဲ့၅ဝဲဆက်အနိုင်ကို အဆုံးသတ်သွားစေပါရယ်ဥရောပဘွယ်ကန်ရလာခြင်းအတူတူနှစ်ရက်နောက်ကျကန်ခဲ့တဲ့ဗီလာကစီတီလောက်ပြင်ဆင်ချိန်မရှိပါဘူးစီတီကတော့လက်ရှိချိန်မှာရလတ်တင်မဟုတ်ပဲခံစစ်လဲတည်ငြိမ်လာပါရယ်ဒါအပြင်ဂွာရီယိုလာရဲ့အသင်းဟာနောက်ဆုံးအဝေးဝင်၄ဘွဲ့မှလည်း၃ဘွဲ့နိုင်ထားခဲ့ပါရယ်ဒါကြောင့်ဗီလာဘက်မှာမိုးပြရုံနဲ့လှမ်းခြုံထားမယ်ညလို့သုံးသပ်ထားတာဖြစ်ပါရယ်ဘုံမောင်းနဲ့နော်တင်ဟမ်ည၈နာရီ30ပါ အခုနောက်ပိုင်းတရေတွေများနေပေမဲ့ဘုံမဟာဒီယာဒီပရီးမီးယားလိအိမ်ဝင်၄ဘွဲ့မှာတော့၃ဘွဲ့နိုင်ထားပါတယ်။နော်တဟန်ကတော့နီးပြတဲ့ပွဲဥရက်ဖြစ်တဲ့ဂျာယာယူရိုပါလိမှာအပွင့်လာခဲ့ပါတယ်။ဒါပေမဲ့ယူရိုပါလိမှာအားဆိုင်ခဲ့ရတဲ့နော်တဟန်ဟာနှစ်ရက်ကြာကံရတဲ့ပရီးမီးယားလိမှာအင်ပြည့်အပြည့်ရှိမနေနိုင်ပါဘူး။ဒါပြင် နော်တဟန်ဟာဘုံမောင်းနဲ့အမှတ်ပေးတွေ့ဆုံမှု နောက်ဆုံး၁၀ဘွဲ့မှာလည်းနိုင်ဝဲမရှိပဲ၆ဘွဲ့ရှုံးထားပါတယ်။ ဘုံမောက်သားတွေနဲ့အတူအတူသွားအတူစားတဲ့ပွဲစဉ်မျိုးလို့သုံးသက်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Wolf နဲ့ Burnley ည၈နာရီ30ပါ။ဇေယျအောက်ခြေကအတင်းနဲ့တန်းစင်းစုံကက်လျက်နဲ့တန်းစင်းစုံတိုက်ပွဲပေါ့။ Wembley တွေရောနောက်ဆုံးအင်ဂွင်းပွဲတွေမှာဘိုးတိမ်မပြေးရတော့ပါဘူး။ Burnley ကတော့ဒီရာသီ Premier League ကအဝေးဝင်းမှာအခုချိန်ထိကိုတတ်မှတ်မှမရသေးပါဘူး။သူတို့ကြောင့်ကနောက်ဆုံးတွေ့ဆုံမှု73ပွဲမှာ71ပွဲဟာနှစ်ဖက်တွင်ကို2-6နဲ့အောက်ဖြစ်ထားပါဗျ။ဒါကြောင့် Molinos မှာ ပြင်းစရာညတညဖြစ်မှာပါလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Everton နဲ့စပါးညဆက်တနာကြီးပါ။ဇီယားလေက Everton ဟာဒီယာဒီသူတို့အိမ်ဝင်းတက်မှာအရှုံးဆိုတော့ဘာမှမသိသေးပါဘူး။ Morris ရဲ့အသင်းဟာဒီယာဒီ Premier League အိမ်ဝင်း၄ဝဲမှာလည်းနှစ်ဂိုးသာပေးထားခဲ့ရပါတယ်။နောက်ဆုံး၅ဝဲမှာတပွဲသာနိုင်ခဲ့တဲ့စပါးကတော့ဒဏ်ရာပြဿနာတွေများစွာဖြစ်နေပါတယ်။ဒါ့အပြင်မြောက်လန်တန်ကလပ်ဟာ Everton နဲ့ Premier League အဝေးဝင်းတွေ့ဆုံမှုနောက်ဆုံး၆ပွဲမှာလည်းနိုင်မွေးမရှိခဲ့ပါဘူး။ ဒါကြောင့်မဆေးဆိုင်သားတွေနောက်ကိုလိုက်ရမဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။အဝေးကွင်းရာနှုန်းပြည့်အနိုင်ဆက်ထိန်းထားမဲ့ရိုမာ၊အီဂရစ်တနင်္ဂနွေနေ့ညအီတလီစီးရီးပွဲစဉ်ရှစ်ပွဲကြိုသုံးသပ်ချက်များနောက်ထပ်ပွဲစဉ်ပွဲကြိုသုံးသပ်ချက်အနေနဲ့ကလောင်ရှင်အီဂရစ်ရဲ့အီတလီစီးရီးပွဲစဉ်ပွဲကြိုသုံးသပ်ချက်တွေကိုနားဆင်ရအောင်မှာဖြစ်ပါတယ်။ပထမအဆုံးပွဲစဉ်ကတော့တိုရီနိုနဲ့ဂျီနိုဝာည6နာရီပါ။ပြီးခဲ့တဲ့အပတ်ကနာပိုလီကိုတလုံးနဲ့တော့ဂိုးနဲ့နိုင်ခဲ့တဲ့တိုရီနိုဟာဒီရာစီအိမ်ကွင်း၅ဘွဲမှာ တပွဲသာဂိုးပေးခဲ့ရတာပါတန်းစင်းစုံတွေကဂျီနိုအားလဲဒီယာဒီတိုက်စစ်ပိုင်းရုံးကန်နေရပါတယ်သူတို့ကြားကနောက်ဆုံးတွေ့ဆုံမှု၅ဝဲစလုံးမှာလဲနှစ်ဖက်သွင်းကို၂ဂိုးနဲ့အောင်ဖြစ်ထားပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးနေကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလိုသုံးသက်ထားတာဖြစ်ပါတယ်ဆက်ဆူအိုလိုနဲ့ရိုမာည8:30ဆက်ဆူအိုလိုကလက်ရှိရလပိုင်းတည်ငြိမ်နေတယ်ဆိုပေမဲ့လက်ရှိဗီရိုနာတို့လိုတန်းစင်းစုံတာအသင်းအနေနဲ့ကန်ခဲ့ရလို့ပါရိုမာကတော့ပြီးခဲ့တဲ့ဘက်စီးဒီအရှုံးကရော ဂျာရဲ့ယူရိုပါလိအရှုံးကပါပြန်ရုံးထနိုင်ဖို့လိုအပ်နေပါတယ်။ဒီယာဒီရိုမာဟာအဝေးဝင်းပိုကောင်းပြီးအဝေးဝင်း၄ဝဲစလုံးကိုနိုင်ထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာရိုမာအနေနဲ့နိုင်ပွဲတွေပြန်ရှာတွေ့နိုင်မယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဗီရိုနာနဲ့ကက်ကလီယာည၈နာရီ30တန်းစင်းဆုံးကက်လျက်ကဗီရိုနာဟာဒီယာဒီအိမ်ခွဲမှာတကောသာတွင်းနိုင်သေးသလိုသူတို့ရဲ့ဒီယာဒီအိမ်ခွဲ၄ဝဲစလုံးမှာလည်းဂိုးမများခဲ့ပါဘူး။ကက်ကလီယာကတော့နောက်ဆုံးစီးရီ၃ပွဲမှာတပွဲသာဂိုးသွင်းနိုင်ခဲ့ပါတယ်။ သူတို့ကြားကနောက်ဆုံးတွေ့ဆုံမှု၈ပွဲမှာလဲ9ပွဲကနှစ်ဖက်သွင်းကို2-9နဲ့အောင်ဖြစ်ထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးနဲ့ကပို့ပြီးတော့အပိသင်းနဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဖီယိုရန်တီးနာနဲ့ဘိုလော့နာည7:30နာရီ30ပါ။နှစ်သင်းလုံးကဂျာရဲ့ဥရောပပွဲမှာအဝေးဝင်းကိုစီနဲ့နိုင်ထားကြပါတယ်။ဒါပေမဲ့ DRC စီးရီးတွေမှာတော့ဖီယိုကတန်းစင်းစုံနဲ့ရောက်နေပြီးဘိုလော့နာကတော့အဆင့်9နေရာမှာပါ။လက်ရှိခြေစောင်းပိုင်းပုံညင်းနဲ့ဘိုလော့နာကနောက်ဆုံး9ပွဲမှာလည်းတပွဲသာရှုံးထားပါတယ်။ ။ဒါကြောင့်ဘိုလွန်နာဘက်မှအနိုင်ဆုံးတရေဘက်ကနေစကြည့်ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။လာဇီရိုနဲ့ဂျူဗင်တက်ည2နာရီ15ပါ။ကြားရက်ထဲမှာရှုံးပွဲဆက်ခဲ့တယ်ဆိုပေမဲ့နောက်ဆုံးပွဲတွေမှာ လာဇီရိုရလက်ပြန်တည်ငြိမ်လာပါတယ်။ဂျူဗင်တက်ကတော့နောက်ဆုံးပြိုင်ပွဲဆို9ပွဲဆက်နိုင်ပွဲပျောက်ထားပါတယ်။ဒါပြင်ဂျူဗင်တက်ဟာလာဇီရိုနဲ့အဝေးခွင့်တွေ့ဆုံမှုနောက်ဆုံး9ပွဲမှာလည်းတပွဲသာနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာလာဇီရိုအနေနဲ့အရှုံးမရှိနိုင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ VRM ကောင်းကောင်းရဲ့ တနင်္ဂနွေတချမ်းဆောင်ပွဲပလိမီကဂျာနယ်နားဆင်သူတွေမင်္ဂလာပါနောက်ဆုံးအနေနဲ့နားဆင်ရမှာတော့ကျွန်တော်ပလိမီကဂျာနယ်ကလောင်ရှင်တူဖြစ်တဲ့ကလောင်ရှင် VIM ကောင်းကောင်းရဲ့တနင်္ဂနွေတချမ်းဆောင်ပွဲစဉ်တပွဲကိုသုံးသပ်ပြတော့မှာဖြစ်ပါတယ်ယခုဒီဘက်မှာတော့အင်္ဂလန်မြေမှပွဲကောင်းတပွဲဖြစ်တဲ့ Arsenal နဲ့ Crystal Palace ပွဲစဉ်ကနေရွေးချယ်ပေးထားပါတယ်လက်ရှိခြေစွမ်းပိုင်းက Arsenal ကအမြင့်ဆုံးခြေစွမ်းပိုင်းကိုပိုင်ဆိုင်နေသလိုပြိုင်ပွဲစဉ်၉ပွဲဆက်လေရှုံးပွဲမရှိထားသလိုရှစ်ပွဲအထိအနိုင်ရထားတာကိုတွေ့ရပါတယ် ချန်ပီယံလမ်းကြောင်းပေါ်မှာလည်းရက်တည်နေသလိုပေကိုလည်းတုံးခိုးတာရှိထားပါတယ်။အဲ့ဒါပဲလေးအနေနဲ့ကတော့ယခုရာသီမှာတဝဲသာရှုံးသွားပြီးအသင်းကြီးတွေနဲ့တွေ့ဆုံမှုမှာရှုံးဝဲမရှိအောင်ကန်ထားနိုင်တယ်လို့ဒုက္ခအပေးနိုင်ဆုံးအသင်းဆိုရင်လည်းအင်္ဂလန်ပရီးမီးယားလိမှာခရစ်စတယ်ဘယ်လီအသင်းပါပဲ။အဲ့အတွက်ကြောင့်အာဆင်နယ်ချန်ပီယံလမ်းကြောင်းကိုဒုက္ခဆက်ပြီးနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ဒါကြောင့်ခန်းစစ်ကောင်းတဲ့အင်ရှင်တွေအတွက်ဈေးနှုန်းများပြားနေတဲ့အတွက်ဧည့်သည်ကိုရနိုင်တဲ့အခြေအနေကြောင့်ဒီလိုပွဲစဉ်မျိုးမှာလည်း ဂိုးမြားကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ပလေးမေကာဂျာနဲ့နားဆင်သူညီကိုရီအားလုံးကိုကျေးဇူးတင်ရှိပါတယ်။ကျွန်တော်ပလေးမေကာရဲ့နောက်ဆုံးရပွဲချိုသုံးသပ်ချက်တွေနဲ့သတင်းချက်လက်တွေသိရှိဖို့အတွက်လည်းကျွန်တော်ပလေးမေကာရဲ့ Telegram Channel မှာလည်းလာရောက်ဖတ်ရှုလို့ရပါတယ်။ညီကိုရီနေနဲ့လည်းကျွန်တော်တင်ဆက်ပေးခဲ့တဲ့ကလောင်ရှင်ရဲ့သုံးသပ်ချက်တွေကိုလည်းအကြိုက်တူလို့ကိုယုံကြည်ရာတွေကိုအားပေးသွားလို့လည်းရပါတယ်။နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရရှိပါတယ်။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။